အလုံးမဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့နှစ်20ပေါင်းလာတဲ့အမျိုးသားနဲ့မယင်ငယ်ကမယားကြီးကိုထောင်ချဖို့ကြံစီနေတဲ့ကြောင်းပြောပြလာတယ်မယားကြီးရဲ့ရုပ်တံပြူခိုင်လေးကိုအလုံးသိအောင်တင်ပြပေးလိုက်ပါတယ်ဗျာအလုံးလေးဒီပြူခိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးတက်ပြကြပါဦးဗျာအလုံးလေးမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာပြန်လေးကြိုဆိုလိုက်ပါတယ်ဗျာကျွန်တော်ဝရင်ဝင်ကြည့်လိုက်တော့အဲ့တော့သူကအဲ့လိုပြောတယ်ကလေးတွေကိုပြောတယ် ဲ့တော့တမီးကအရင်တက်လာတယ်အမားဒီလိုဒီလိုဒီလိုပဲပြောပြရတယ်ဟိုကိုဘကတရားစွဲမယ်ဟိုတမီးကဟိုနောက်ဆိုပပနဲ့ပဲနေရတော့အမားကထောင်ကြမှာဆိုပြီးတော့ပြောတယ်နောက်တော့တန်းငယ်ကိုမှာပြီးတော့မှာမှာလိုက်သေးတယ်အမားထောင်ကြပါလို့ရှိရင်တဲ့ပပကိုဖုန်းဆက်တော့တဲ့မှာသွားတယ်ကျမထောက်ကြစေချင်တယ်အနည်း20ပေါင်းလာတယ် လျောက်ချမ်းဖြစ်ပါစေပေါ့သူတို့ဆူတောင်းနေပြည့်ရင်ကောင်းတာပေါ့ဆိုတော့ကျွန်မဘာလို့ဒီကြောင်ရရကျွန်မမပြောဘဲနဲ့ကျွန်မနေသေးတယ်ဒါပေမဲ့အဲ့ဒီစကားတွေကကျွန်မကိုပြောဖို့အတွက်ကိုခွန်အားတွန်းအားပေးလာတယ်ကျွန်မကိုတွန်းအားပေးလာတယ်ကျွန်မဖြစ်နေတဲ့ emotional တွေကလည်းကျွန်မလွမ်းလို့ဆွေးလို့တခုမှကျွန်မအဲ့ emotional မရှိဘူးကျွန်မဟိုပြပပြစွာဖောက်ပြန်ခြင်းခံရတာရယ်တို့တယောက်ရဲ့ တဝိုင်းရိုက်ပြီးတော့ကျမကိုလူလေကြပြီးတော့အချင်းချင်းခါခါဖောက်ပြန်နေတာအဲကြောင့်ကျမဒီလိုမျိုး emotion တွေဖြစ်တာသူရဲ့ reaction ကကျမကိုဒီလိုမျိုးဖြစ်စေခြင်းလဲဆိုတော့ကျမတူထောင်ကြစေခြင်းလဲဆိုတော့ကျမရဲ့ဒီလက်နှစ်ဖက်ဒီဘာလက်ကိုဆွဲတယ်ကျမရဲ့ခြေောက်ဒီ RB ကြောင်းကိုကျမကြောင်းပို့တယ်ဘာရဲ့ဒီလက်တစ်ဖက်ကလည်း ဆိုတော့တပီလက်ကိုဆွဲတယ်ဆိုတော့ဒီလေး harvest ဖတ်တယ်ဆိုတော့ဒီလေးက harvest လက်ဖတ်နေတယ်မြန်မာကျောင်းလည်းကြီးစစ်တက်နေတယ်အင်္ဂလိပ်စာလည်းသူတင်နေရတယ်ကွန်ပျူတာကလည်း basic i office ပြီးသွားပြီဆက်ကိုသင်ချာအရင်ကလေး pressure များလို့ကျွန်မခဏနားရတယ်ဆိုတော့ကျွန်မဘူးလေးကျွန်မတပီကျွန်မ harvest ကြောင့်ပူရတယ်ဒီနေ့တော့ကျွန်မရရတော့ကျွန်မအဲ့စကား သူ့ရဲ့စကားလုံးနေကြအခြားသူဘာပဲပြောကျွန်မ don't care ပဲစောက်ယူမဆောက်ကျွန်တော်တို့ကစောက်ယူဆိုင်ဆက်မှာဒါပေမဲ့သူဒီလိုမျိုးကျွန်မကိုထောင်ချစေချင်တယ်ဆိုတော့သူ့ရဲ့ရွေချက်ကိုသိသွားတော့ကျွန်မတော်တော်တော့ကျွန်မအုံနာကိုနှလုံးသားခန္ဓာကိုကျွန်မတော်တော်တော့ဖိတ်ဖြစ်သွားတယ်ကျွန်မနာကျင်သွားတယ်ပေါ့အဲ့တော့ကျွန်မမျက်ကဖျားသွားတယ်စိတ်မကောင်းလည်းဖြစ်သွားတယ်ဒါပေမဲ့ကျွန်မသမီးလေးကမိုးလင်းတော့ကျွန်မကိုစိတ်တိုက်တယ်ကိုဆန်းကြည့်မအကိုရီပူနေတယ်ဆိုပြီးနာဆာစားပြီးတော့ဒီနေ့တော့ကလေးညောင်နာဆာဝဲချွေးတယ်ကလေးလေးလည်းကြောက်မသွားရအောင်ကလေးပညာရေးလေးလည်းနစ်နာတယ် ကျမဘာမှမလုပ်နိုင်ဘူးကျမဒီရပိုင်းနည်းနည်းလေးလူကနည်းနည်းမဟုတ်တော်တော်များများ weak ဖြစ်နေတယ်ဆိုတော့ခလေးကြွားလဲနေတာဆိုတော့တော့ rise သွားမယ်နော်ဒါလေးကတော့ episode 3ပေါ့ကျမတခုလေးမျက်တိုက်ရက်ခံကျင်တာဗာလဲဆိုတော့ comment မှာဒီခလေးလေးအဖေကိုပေါ့နော်ပြင်းထန်တဲ့စကားလုံးတွေကလေးတွေပြင်းနေပတ်သက်လို့ပြင်းထန်တဲ့စကားလုံးတွေတော့မမှန်စီခြင်းဘူး။ဘာဖြစ်ခြင်းဆိုတော့ကျမကနားလုံးလာဆိုတော့လည်းကျမမဟုတ်ပါဘူး။ ကလေးတွေကဒီမတ်လေးတွေမြင်ပြီးလို့ရှိရင်သူတို့အဖြေဖြစ်တဲ့အတွက်ဒီမတ်တွေကပြင်းထန်တယ်စကလုံးတွေပြင်းထန်တယ်ဆိုလို့ရှိရင်ကလေးစိတ်မကောင်းပါဆိုလို့ဟိုချားဟာမတ်လို့ရတယ်ပြင်းထန်တယ်နော်မမတ်စေချင်ကျွန်မဒါလေးကိုကျွန်မထိကြရက်ခံတယ်အဲ့တော့ तू ကကျွန်မကိုသူကထောင်ကျစေချင်တယ်တားကိုမှားလိုက်တယ်အမားထောင်ကျသွားရင်တဲ့ထောင်ကျသွားရင်တဲ့သူ့ဖုန်းဆက်ပေါ့နော်ဆိုတော့ပြင်းမှုကျုံးလွန်ထားတာကသူတို့နှစ်ယောက် ကျွန်မဘာတစ်ခုမှပြစ်မှုချုံလွန်ထားတာမရှိဘူးကျွန်မနဲ့အိမ်တော်တက်နောက်လျှောက်မှာကျွန်မအတွက်ကျွန်မနဲ့ပတ်သက်လို့ကျွန်မလောင်ကစားမလုပ်ဘူးကျွန်မနှလုံးနေချေထူတာဝါသနာမပါဘူးကျွန်မနဲ့ပတ်သက်လို့သူအကျွေးတစ်ချက်လိုက်မဆက်ရဘူးရက်ခွက်ထဲမှာကျွန်မနဲ့ပတ်သက်လို့သူဂျန်လိုက်မဖြစ်ပြရဘူးမပြရဘူးသူနဲ့ပတ်သက်လို့တော့ကျွန်မရင်ဖြစ်ပြီးဘူးပဲအဲ့ကောင်ကင်းရှင်းနေဒါကကျွန်တော်ရဲ့ဇင်းမြစ်ကိုတည်နေတဲ့သူတွေအားလုံးဒီမှာလည်းရှိတယ် ဒါကျမချွေထုပြောလို့မရအောင်ကျမပြောပါရစေ။သမိုင်းကြောင်းဆိုတာဖောက်ဖြောက်ပြက်လို့မရအောင်အကောင်းမဲ့ဖြစ်အဆိုးမဲ့ဖြစ်ဖြစ်ဆိုတော့ကဲထားပါတော့သူကျမတို့ထောင်ကြစေတယ်။ကျမတို့ဆိုင်စေးဆိုင်လေးဖွင့်နေတဲ့အချိန်တုန်းကသူတို့ဆိုင်ကိုယ်တိုင်သူတို့စူးစမ်းကြနေတဲ့အချိန်ပေါ့နော်။ဆိုတော့ရောင်မဝယ်မှာတစ်ခုနဲ့ရောင်မဝယ်မှာတစ်ခုနဲ့သူလာတာ yes ခံကိုညာရင်းချင်းရောက်သွားတယ်။အဲ့ချိန်မှာကျမဒီဘက်ဆိုင်လေးမှာသူဟိုဘက်ဆိုင်လေးမှာအဲ့ရနေပြီးတော့သူညာရင်းချင်းရောက်သွားတယ်။ရဲတွေလာခေါ်သွားတယ်သူပါသွားတယ်။အဲ့ချိန်မှာကျမဖုန်းဆက်သွေးရတယ်။သူတို့လေးကအန်တီလေးဒီလိုဒီလိုပဲဆိုတော့ဟုတ်ပြီ။ ตั๋วให้ตุ๊ดๆเลยตั๋วให้ป่ะเนาะโอเคจม้าไอ้นามไม่ပြောတော့ပါဘူးโอเคใส่ไปเปลี่ยนจม้าใส่มาแล้วจม้าဝင်แน่จม้าเลเดียวရှိတယ်ตะมี้ใส่ไปเปอร์เซ็นต์เนี่ยยียัดပြီးတော့ตะมี้อยู่ล่ะပြီးလို့ရှင်ตะมี้เปลี่ยนจม้า7နိုင်ခွဲจม้าတရားထဲจม้าတင်ငင်းကျိုးကနေပြီးတော့လာတာจม้าကန်းကားပြီးလိုက်သွားတယ်အဲ့ချိန်မှာ7နိုင်လော်တာ7နိုင်လော်တော့ဖြစ်တယ်အချိန်7နိုင်လား7နိုင်လားမသိကျွန်တော်နည်းနည်းလေးမေ့သွားပြီဆိုတော့ ိုမှသူ့ကိုစစ်စစ်မြင်းမြင်းခန်းထဲမှာသူရှိနေတယ်ကျမပြင်မှာစောင့်နေတယ်အဲ့တော့ကျမရောက်သွားတယ်ဘာဖြစ်လဲဒီလို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 ဆိုတော့သူ့ကဟိုမှာကြံခဲ့တယ်အိမ်နေညာကျမတောင်းဝင်ကြသူ့ရဲ့ုံနဲ့ကျမပြင်မှာစကားပြောတယ်ကျမ request လောက်ကရဆရာရေကျမတောင်းမှန်ပါတယ်မနဲ့ဆိုလို့ရှိရင်ဒီ find way ရအပေါ်ရောက်သွားလို့ရှိရင်ကျမရင်ဆိုင်ရတော့မယ်သူ့ထဲထဲမှာကျမရင်ဆိုင်ရတော့မယ်အဲ့တော့တူတူလေးကလည်းပုံဆက်တယ်အန်ဒီလေးမရရအောင်လုပ်နော်မထားခဲနဲ့နော်စိတ်ချမထားခဲငါမရရအောင်ပြန်ခေါ်ခဲ့မှာ အချိုးထဲတော့မရောက်ဘူးကျွန်မကြောက်တော့တော်သူကကလေးတွေကိုဒီစကလုံးတွေသူနားထဲကိုသွင်းသွားတယ်။ตาတို့မေရထောင်ကြတော့မှตาတို့မေဟိုဘက်ကတရားဆွဲတော့မှตาတို့မေထောင်ကြရင်ပပကိုလာခေါ်တမီးတို့မေထောင်ကြရင်ပပကိုလာခေါ်ဆိုတော့ဒီစကလုံးတွေကကလေးတွေရဲ့ရှင်ထဲမှာဘယ်လောက် trauma တွေရမလဲ။ဒီကလေးတွေက trauma လဲတော်တော်ရခဲ့ပြီးပြီ။ဒီလိုမျိုးမိမ့်မယုတ်ကြ နာလည်းမတတ်နိုင်ဘူးဟုတ်လားနာလည်းမတတ်နိုင်ဘူးဘာဖြစ်လို့လဲဆိုတော့သူများအိမ်မှာရောက်မိမရှိတာတီတီကြီးနဲ့အတင်းစွတ်မလွတ်တမ်းဒီမှာကျမမှာစာကြုံစာရန်ကောပထမတစ်ချိန်ကျမတို့ကွာရှင်းစာကြုံလက်မှတ်ထိုးတယ်ဘာကြောင့်လဲဒီမျိုးသမီးကြကျမအဲ့ဒါလည်းအကျေတွင်းရှင်းပြမယ်ဒုတိယချိန်လက်မှတ်ထိုးတယ်ဘာကြောင့်လဲအဲ့မျိုးသမီးကြအဲ့မျိုးသမီးကြတော့မှဘာကြောင့်လဲသိလားမာကင်ယာကြောင့်မာကင်ယာနှစ်ခါပါလာဘူးလေနှစ်ခါပထမတစ်ချိန်မာကင်ယာပါလာတယ်ကျမပြဿနာတော့တက်တယ်အိမ်မှာနော် တက်တလာတက်တယ်ကျမသူ့တငယ်ချင်းတယောက်ကိုဖုန်းဆက်တယ်ဒီလိုဒီလိုပဲနေ့တငယ်ချင်း marketing ရပါလာတယ်ကျမသိတယ်မသိချင်အောင်ဆောင်ပြီး short ပေးတာတွေအများကြီးပဲနော်ဒုတိယတစ်ချိန်ကအဲ့ဒီ marketing ရတော့တခါကော်ဘာနီပြီးတော့တတရမြောက်ကော်ဘာနီတတရမြောက်အစ်နစ်မှာ marketing ရထပ်ပါလာဆိုတော့ဒုတိယတစ်ချိန်ဆိုတာဒါလူပေါ်ခွေးကြော်တာဖြစ်သွားပြီဆိုတော့ဒါပြဿနာတွေဖြစ်ပြီးတော့ကျမတို့ဒုတိယတစ်ချိန်ကိုရှင်းစာကျမလက်မှတ်ထိုးတယ်အဲ့ဒီအချိန်မှာလဲတလက်ကတစ်ချိန်ကျသွားပြီဆိုတော့နှစ်ချိန်ရှိပြီပလီတလုံးကိုဒင်းတော့နှစ်ယောက်ဒီတဖြည်းဖြည်းချင်းဖဲ့နေတာအလားဘက်ကနေပြီးတော့ ြည်တန်နေရတော့လာမှာပဲဟုတ်တယ်နော်သူများမိသားစုဒီမှာလူမမဲကလေးတွေရှိတယ်မလောက်ကဘူးပြောပြအဲ့တော့ကလေးတွေနားတဲ့သူတန်ရီဘူလောင်းတယ်လို့စကလုံးနေပူလောင်းတဲ့စကလုံးနေသူသွင်းမိလိုက်တယ်ကျမယနေ့ချင်းနေနိုးဖေကတော့ဒီလိုဖြစ်တယ်ဟိုဘက်ကတော့ဟိုလိုလောက်လို့ရှိရင်နေနိုးဖေကတော့ထောင်ကြမယ်တခါမှကလေးတွေကိုကျမမပြောဘူးနော်ကြားထဲမှာသူတို့နှစ်ယောက်အမလီဘာလဲအမလီနေငါဘလို့ရှင်းပေးမှလဲနော်အခုရဲတွေလာတယ်နင်ဘရန်ထုတ်ခိုင်းမယ်ဘာညာ တိလားဒါကိုတယောက်တည်းဒီစာကိုကြည့်ပြီးကိုတယောက်တည်းကြည့်ကြိတ်ပြီးတော့ဟိုကဖြစ်ကြိတ်ပြီးတော့ဟိုကခက်နောက်တော့သူ့မရင်ငယ်မဟုတ်လို့ကျမမရင်ငယ်ပြောတာလေသူကိုယ်တိုင်ကျမကိုဖုန်းဆက်ပြီးတော့နော်ငါယူလို့ရတယ်လေငါယူမယ်လေနင်းနဲ့ပြတ်သွားလို့ရှိရင်ငါယူမယ်လေနော်သူကိုယ်တိုင်ပြောတယ်လေဖုန်းဆက်ပြီးတော့ဒါဆိုကြီး66ကကြီးနဲ့ကျမကိုသူတို့ကတရားဆွဲကျင်ဆိုလို့ရှိရင်ညာကြီးတစ်ခါကျမအိတ်နေတဲ့ချိန်ကျမကိုဖုန်းဆက်ပြီးတော့တော်ပြောတောင်ပြော recording နေအကုန်ရှိတယ် recording တွေအကုန်ရှိတယ်။နှစ်ယောက်စလုံးနဲ့ကျမကဖုန်းပြောရင်ကျမက recording ယူလာတာကျမ recording တွေအကုန်ရှိတယ်။တတိရှိတယ်ဆိုလို့ရှိရင်သွေးမကြအောင်ဆိုလို့ရှိရင်ကြိုက်တဲ့စီမှာရှင်ကျမကြိုက်တဲ့စီလိုက်မယ်။ကျမမှာ recording တွေအကုန်ရှိတယ်စာတွေအကုန်စာရွေးစာကြတဲ့အကုန်ရှိတယ်။နောက်တော့သူ့ကိုတိန်း30ရောပေးရတဲ့စာကြော။မနေ့ကဒီဇင်ဘာ28ရက်နေ့ကဒီမျိုးသမီးကိုကျမတို့တိန်း30ရောပေးရတဲ့စာကြော်လည်းရှိတယ်။ဒီမှာမူရင်းမူရင်းလည်းရှိတယ်မိတူလည်းရှိတယ်ဒီမှာအောက်မှာမတ်သူ့နာမည်ပါတယ်နော်။ ဒါဒီသိန်း30စာရွက်ကလည်းကျမတို့တားမိတဲ့အသာကြီးနဲ့ဒါရော်ပေးလိုက်တဲ့စာရွက်နဲ့နာချေးဆိုပြီးတော့အဲ့သိန်း30နောက်ပိုင်းထပ်ပတ်တာဘု து အမလေသူတို့မလေဟုတ်တယ်မလားဘာဒီလာပြီးတော့ငါ့ကိုနေတော့ဖျဲချောင်းနေရလေဖျဲချောင်းလေကြောက်ပဲတယ်ငါမပါဘူးဟုတ်ပြီဟုတ်ပါစာရုပ်ဆန်တဲ့အကုန်ရှိသေးတယ်အဲ့ဒီပုံစံနဲ့လုံးလို့ရတယ်ကျမပြောတာလေ နော်စိတ်ထပုံစံနဲ့လုပ်ရတယ်အဲ့တော့ကျမကိုဖြဲပြီးမချောက်နဲ့ငါ့ကိုဖြဲပြီးမချောက်နဲ့ဖြဲပြီးကြောက်တဲ့နေရာမှာဒေါ်တီတီဆိုရဲမိမမပါအောင်မကြောက်တတ်ဘူးမကြောက်တတ်ဘူးမကြောက်တတ်လို့ခွန်မကြောက်တတ်လို့မကြောက်တတ်လို့ခွန်လာပိုင်း16ရက်နေနဲ့20ရက်နေချမ်းညာဇဝနာထိတ်ကိုငါတယောက်တည်းဒီမင်္ဂလာတောင်ညွန့်ကနေလိုက်လာတာနင်းသိဆုံးမယ်နေကားပေါ်မှာလေသူများငါကလေးနှစ်ယောက်ရဲ့ကားပေါ်မှာ ်ခါဝင်နောက်ပြန်လှန်ပြီးတော့နေရခြေပြစ်လက်ပြစ်နဲ့ကားပေါ်ကမစင်းဘူးဆိုပြီးတော့လေဟွန်းဟုတ်လားအင်းနေကငါ့ကိုပြောလိုက်သေးတယ်မှတ်မိလားနင်းလင်ကငါ့ကိုဒီကားထဲမှာအဲ့မရင်းချင်ထားတာတဲ့မှတ်မိလားအဲ့ဒါ၄အကုန်လုံးစခန်းရောက်ရင်ပြောငါ့ကိုနေတရားဆွဲမယ်မလားတရားရုံးရင်မရောက်သေးဘူးစခန်းမှာအရင်ရောက်မှာစခန်းရောက်ရင်အဲ့ဒါ၄ပြောဟုတ်လားအဲ့ဒါမှနင်မရင်ငယ်ဆိုတာပို့တိသွားမှာလေဟုတ်တယ်မလားပို့တိသွားမှာ ငါ့ကိုပထမဦးဆုံးနေတော့တိုင်ခြင်းနဲ့ကလေးတွေဖေးရလဲငါ့ကိုထောင်ကြစေခြင်းနဲ့ထောင်ကြမဲ့အနေထားထဲမှာငါမပါဘူးနော်ထောင်ကြမဲ့အနေထားကိုငါလှုပ်ထားတာမဟုတ်ဘူးငါဘယ်ကိစ္စထောင်ကြမှာငါဘာလို့လှုပ်ထားလဲငါဘာလို့ပြစ်မှုကျူးလွန်ထားလို့လဲဟင်ထောင်ကြမဲ့အနေထားမှာငါမပါဘူးဘာမှပြစ်မှုကျူးလွန်ထားတာမရှိဘူးလင်ငယ်နေမြောက်မှာထားနေရလဲမဟုတ်အိမ်တော်ကြီးကိုပြစ်မှုကျူးလွန်ထားတာလဲမဟုတ်ဘူးဘာမှလှုပ်ထားတာမဟုတ်ဘူး ခုကြောက်ကိုတီးကြနော်ပေါ့တော့လာပြီးဖျက်မချောင်းနဲ့ဟုတ်လားသူ့အတော်ကတရားစွဲမယ်ဆိုလို့ရှင် သူ့အတော်ဆိုတဲ့အမျိုးသမီးအန်တီအန်တီရဘလို့အန်တီလာမမချင်းလေးတန်းနဲ့ပြောလိုက်မယ်အန်တီအန်တီနော်အန်တီတူမဟိုတယ်ကဟိုတယ်လိုက်ပြီးတော့ကုန်းတာအန်တီမသိဘူးလားအန်တီတရားစွဲရင်အဲ့ဒီလိုက်ကုန်းတဲ့သူရောကုန်းတာကိုကျုံးတဲ့သူရောအန်တီတရားစွဲရမှာလေကျမလည်းမဆိုင်လို့လေအန်တီကအကုန်အပေးလားဟာလား ငါ့ကိုလာပြီးတော့လေငါကမပြောချင်သေးလို့နေနေတာညမှအဲ့အချောင်းနေပြီးတော့လာပြီးတော့ငါ့ကိုပြောပြီးတော့ဒါကကလေးတွေကိုလာပြီးတော့ तू ကနားတဲ့ဥဒါကြီးရိုက်သွင်းသွားအာအဲ့ကလေးတွေနားထောင်လိုက်တာကတို့အမေတို့အမေတို့မေဒီလိုပြောဘယ်သူကကြိုက်မှာတော့ဟမ်ငါသားတော်မှာသူ့ရဲ့မွေးတဖခင်ကိုပြန်ဖြီလိုက်သေးတယ်။သားမေကိုဒီလိုလာလှုပ်လို့ရမလားတဲ့ဟမ်သားမေဒီလိုလာလှုပ်လို့ရမလားတဲ့ငါသားငါသားအသက်၁၁နှစ်ပဲရှိသေးတယ် ငါသားသားတဖြည်းဖြည်းအရွယ်ရောက်လာလို့ရှိရင်နင်တို့စောက်ခွက်တွေအကုန်လုံးကိုလေငါသားပိတ်ထုံမှာသိလားလူတယောက်မတရားမလုပ်နဲ့ဟမ်အိုက်တဲ့ပုံစံနဲ့ရှင်ငါဆိုရဲမိမမကြောက်တတ်ဘူးတဘောပေါက်တယ်နော်ချိန်တဲ့ပုံစံနဲ့ရှင်ကျောင်းကကလေးလေးတွေတွားဖို့လို့ကျမဘာလို့ဒီကျောင်းရတယ်ချပြလဲဆိုလို့ရှိလို့ရှင်သူနဲ့ကျမနဲ့ကဘလို့မှထပ်ပြီးပတ်သက်စရာအကြောင်းမရှိလို့ကျမချပြတယ်ပထမတစ်ချိန် ဖြစ်တယ်သူဘက်က request ပြန်လုပ်တယ်သူ့ကိုပြန်လက်ခံမှုပြန်လက်ခံမှုပြန်လက်ခံမှုเนาะဒုတိယတစ်ချိန်လဲဒီလိုပဲဒုတိယတစ်ချိန်လဲအရက်20သူနဲ့ကျမနဲ့ကွာရှင်းစာချုပ်မှာအရက်20မအေးစံသူဒီလိုပြေးနေရတယ်အဲ့တော့ကျမကိုဖုန်းဆက်ပြီးတော့ငါအချိန်မရှိတော့ငါအနေနဲ့ကပြန်ဖက်နေကပြန်ဖက်ပဲအချိန်မရှိတော့ဘူးဆိုတော့သူ့ဘက်က request လုပ်လို့ကျမပြန်လက်ခံမိလာအဲ့အချိန်မှာကျမမိပါရီကျမညီကိုမောင်နှမရီနော်အလားမျက်နှာကြည့်ဆိုပြီးတော့အားလုံးရဲ့ တောင်းဆိုချင်တယ်ကျမပြန်လက်ခံဆိုတော့အခုကျမဒါတွေအကုန်လုံးကျမဖွင့်ပြောတယ်ချပြတယ်ဆိုတော့ကျမသူနဲ့ဘယ်လိုမှရှေ့ဆက်တော့မှာမဟုတ်တဲ့အတွက်ကျမဒါတွေနောက်တော့ကျမဒီကျမစီမှာသူသူနဲ့ပတ်သက်တဲ့ငွေကြေးတစ်စုံတစ်ခုကျမစီမှာမရှိဘူးသူပေးထားတဲ့ရွှေတမူကျမစီမှာမရှိဘူးကျမဒါတွေအကုန်လုံးကျမ ဒီဒုတိယတစ်ချိန်ကျမနဲ့ပြန်ပြီးတော့ဒီနေကပြန်လောက်ထားတဲ့အပေါ်မှာအဲ့ဒီမဟာကိုလည်းကျမဆွန့်ပါဆွန့်ပါဆိုတော့ကျမဘက်ကရှင်းတယ်ကျမဘက်ကရှင်းတယ်ကျမဘက်ကရှင်းတယ်ဘာလို့လဲဆိုတော့အဲ့စကားတစ်ခုစကားတစ်ခုမှရှိတယ်တိတိကငွေပေးလိုက်ရပါရကွာငါတို့ကြိုက်တယ်လို့လုပ်မယ်ငွေမမတော့ဟာလုံးခဲ့တဲ့နှစ်20လေးကချမ်းသာတယ်လို့ယူမှာပေါ့ဟုတ်တယ်မလားနင်းကိုချစ်လို့နင်းနဲ့ဒိုးတူဖောင်ဖက်ဟင် ်တင်းကိုချစ်လို့အတူတူ0ချင်းအတူတူဒိုးလူဖောင်ပဲလောက်ကင်စားတောက်လာတာဗောဟင်ပဆန်မမတော့ဟာပဆန်ရှိရဲ့လူကိုကောက်ယူလိုက်မှာဗောဟုတ်တယ်မလားကျမတို့တေချင်းတရားကိုကျမတို့ပဆန်နဲ့ဆွဲဆန့်လို့မရဘူးကျမတို့ဂုံပိတ်ခါကိုကျမတို့ပဆန်နဲ့ဖုံးလိုက်လို့လည်းမရဘူးသိလားဆိုပဆန်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 ပြောမနေနဲ့ပဆန်နဲ့ပြောရွှင်ဖို့ကိုလည်းဝယ်လို့မရဘူး ဝယ်ကြည့်ပါလားဒီနေ့တော့ငါသိန်း100ရှိတယ်ဟေးငါသိန်း100ရှာလိုက်တယ်ငါဒီနေ့သိန်း100ကိုပျော်ရွှင်မှုဝယ်မယ်ဆိုဝယ်ကြည့်လိုက်ပါလားဘာသွားရဲကလပ်သွားရဲကွာပျော်လိုက်တယ်ဟုတ်တယ်မလားပြီးပြီးသွားတာပဲလေဘဝရဲ့ပျော်ရွှင်မှုအစ်မမရဘူးအဲ့ဒါကျမကသူနဲ့ဘလို့မှပတ်သက်တော့မှာမဟုတ်တဲ့အတွက်ကိုကျမဒီကြောင်းရတယ်ရကျမ officially ချပြတာအဲ့တော့စာချုပ်စာရင်ကိစ္စကိုဖြည့်ဖြည့်ချင်းပြောမယ်နော်ဒီနေ့တော့ဒီလောက်ပဲကျမမောတယ်ရွန်လဲ